အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ပြည်သူစပီကာပန်ကြားလို့အစီအစဉ်စတင်လို့လာပါပြီခင်ဗျဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ပါအခုလိုအစီအစဉ်မှာကျွန်တော်အေဒင်ဂျော်နဲ့အတူကျွန်တော်စိန်ပန်းတို့ကပါဝင်ပြီးတော့တင်ဆက်ထားပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒီအစီအစဉ်ဆိုတာဟိုအပတ်စဉ်တင်ဆက်ပေးနေတဲ့ပြည်သူတွေရဲ့ဖြစ်ပြက်နေတဲ့နော်ခန်းစားနေရတဲ့အဲခန်းစားချက်တွေပြည်သူတွေဖိနှိပ်ခံနေရတဲ့အရာတွေကိုပြည်သူကိုစားပါဇက်ငှားနဲ့ကျွန်တော်တို့ကပြန်လည်ပြောကြားပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုစိန်မကြီးဒီတစ်ပတ်မှာပြည်သူဘက်ကနေပြီးတော့ ဟိုပေးထားတဲ့တင်းလေးတပုတ်လောက်ကိုစိန်မအရင်ဦးဆုံးဖတ်ပေးပါဦးခင်ဗျရှိတယ်ခင်ဗျကျွန်တော်တိုင်ကြားစာလေးကျွန်တော်တော့မဟုတ်ဘူးနော်ဆရာကိုစိန်သီးကိုတိုင်ကြားတဲ့တင်းလေးတပုတ်ရှိတယ်ဟုတ်ကဲ့ပါကိုစိန်သီးရဲ့တာကေတလေးမြောက်ရက်ွက်ကားတဲ့လူငယ်များအားလုံးကိုအုတ်ကြီးကဆင့်ခေါ်နေပြီးတော့တလမ်းမှာဘောနော်လူငယ်10ယောက်ကျော်အ ਨੇ ဆုံးပါနေတယ်တဲ့မိဘတွေကလည်းငိုကြွေးနေရတယ်တဲ့အဲ့ဒါကိုဒီများပြည်သူများသိအောင်ကူညီပြီးတော့ကိုစိန်သီးတင်းလေးပါလေး ပြပြောပြပါအောင်နဲ့ဟို online တစ်ဖက်တွေကိုအကြောင်းကြားပြပါအောင်ဆိုတဲ့သဘောပေါ့နော်ဟိုပြည်သူသိအောင်ပြောပြပါအောင်ပြည်သူတွေလည်းစင်ညင်လို့ရအောင်နော်ဟိုနေထိုင်သွားလာစင်ညင်လို့ရအောင်ဒါပြည်သူတယောက်အနေနဲ့ကျွန်တော်တို့ကိုဟိုပြောပြောခိုင်းခြင်းဖြစ်ပါတယ်ပေါ့နော်အသိပေးခိုင်းခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီပြည်သူစီပီကပန်ကြားလာအစီအစဉ်မှာကျွန်တော်တို့ပြည်သူတွေညင်မှန်းနှိပ်စက်ခံရတာတွေကျွန်တော်တို့စကားစားရဲ့တောက်တိုက်ဖြစ်တဲ့အုပ်ကြီးတွေအုပ်ချုပ်ရေးမှုတို့ယာယီမှုတို့စေယီမှုတို့ပြူစောတီးတို့ပြည်သူတွေဘလို့ညင်မှန်းနှိပ်စက်လဲဘယ်လောက်ထိအနိုင်ကျင့်လဲဘယ်လောက်ထိငွေညစ်လဲဆိုတာတွေကို ဒီပြည်သူတွေကကျွန်တော်တို့တိုင်ကြားနိုင်ပါတယ်ကျွန်တော်တို့ကမှတစင်ပြည်သူတွေကိုပြန်လဲပြီးတော့ချပြလို့ရပါပါခင်ဗျဟုတ်ကဲ့ပါခင်ဗျတိုင်ကြားမယ်ဆိုလို့ရှိရင်ဘယ်ကိုတိုင်ကြားပြရကိုစင်သီးရဲ့ Facebook page Messenger အနေပဲဖြစ်ဖြစ်ကိုစင်သီးရဲ့ account Messenger အနေပဲဖြစ်ဖြစ်လာရောက်တိုင်ကြားနိုင်ပါတယ်တိုင်ကြားတဲ့သူတွေကလည်းတည်င်းအမှန်ကန်ရက်ွက်အတိအကျပါနော်ဟိုတည်င်းမှန်မှန်ကန်ကန်လေးပေးဖို့တော့လိုအပ်ပါတယ်ခင်ဗျတော်လိုင်းတစ်ဖွဲ့တွေကလည်းဒီတည်င်းကိုတည်တည်ချာချာစုံစမ်းမယ်စုံစမ်းပြီးတည်ပေးတရာရှိလို့ရှိရင်တည်ပေးစာတွေပို့ပေးပြီးတော့ဟိုအရေးယူဆောင်ရွက်ပေးပါမယ်လို့ ဟုတ်ကဲ့ဟုတ်ကဲ့တတိယကောင်ပပရစီဟုတ်ကဲ့ဟုတ်ကဲ့တိုင်ကြမယ်ဆိုရင်အုတ်ချုပ်ရည်မှုနတ်မယ်မျိုးရွာနတ်မယ်အတိကျလေးတွေပေါ့နော်ရက်ွက်နတ်မယ်အတိကျလေးနဲ့ကျွန်တော်တို့တိုင်ကြစီခြင်းပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျနောက်ထပ်တတိယလေးတစ်ပုဒ်ကတော့ကျွန်တော် ARI တိုင်း၄မျက်နှာမျိုးနဲ့အနီးမှာ AA ကထိုးစစ်အချိန်မြင့်စွာရောက်ရှိလာပြီးတော့အကြံပတ်စစ်တပ်ကငုံဝန်တရာအစင်းပေါ့နော်ရွှေသစ်စုရွာမှာတဲ့ခန်းစစ်ပြင်လာတယ်တဲ့အဲ့ကလေးခန်းစစ်ပြင်ပြီးတော့အကြံပတ်စစ်တပ်ကနေပြီးတော့ဒီကြေးရွာအုတ်ချုပ်ရည်မှုဇွန်တိုင်းကိုအဲ့ဒီကြေးရွာမှာနေတဲ့ပြည်သူတွေကိုအလှည့်ကြထမင်းဟင်းတွေ တင်းကျပ်ချက်ခိုင်းပြီးတော့အဲစစ်သားတွေထံပို့ခိုင်းနေတယ်လို့သိရတယ်ဒါအုပ်ချုပ်ရေးမှုဇော်နိုင်ရလုံနေတာပေါ့နော်သူတို့မှလည်းရိတ်ခါတွေကပြတ်နေပြီလေရိတ်ခါတွေပြတ်နေတော့ပြည်သူတွေပေါ်တက်ပြီးတော့အနိုင်ကျင့်တာပေါ့နော်အဲ့ဒီထဲမှာမှကိုသိမ်းမအစိတ်ဒါခတ်သွားလိုက်ဘယ်လောက်မိုက်မလဲနော်တမင်းတွေပေါ်မှာဟုတ်ဟိုဒါကြီးစံမကုံနဲ့တော်လှန်ရေးပေါ့နော်ကြီးစံမကုံမဲနဲ့တခါတည်းအပြောက်ရှင်းနဲ့တော်လှန်ရေးဖြစ်သွားမှာပေါ့ဒါသူတို့ကတော့လုံမှာပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟိုဘကိုးတိုင်းရင်တော့ညောင်ကျိုးတိုက်ပွဲတော့လည်းညောင်ကျိုးမကြခင်တော့ညောင်ကျိုးတိုက်ပွဲမှာတော့လည်းသူတို့ကဒီညောင်ချောက်မှာခန်းစစ်လုပ်တယ်ခန်းစစ်လုပ်ပြီးတော့ဒီအုပ်ချုပ်ပင်ကနေပြီးတော့ပြည်သူတွေကထမင်းချက်ပို့ရတယ် အဲ့ဒါဝယ်ကြေးရောက်အုပ်ချုပ်ရေးမှုကအတင်းအကျပ်လောက်ခိုင်းတာရှိတယ်အခုလည်းဒီမှာ ARV တိုင်းမှာအဲ့လိုဖြစ်လာတယ်ဟုတ်ကဲ့ပါတို့ကမျိုးမျိုးပေါ့နော်တို့ကြရမယ်တို့မနိုင်တော့ဘူးတဲတန်ဖြစ်နေပြီဆိုရင်ပြီးသူတွေကိုဆွဆွဲထဲတာလေးပေါ့ဟုတ်ကဲ့ပါဒါကြောင့်ကျွန်တော်တို့ပြောချင်တာအခုဆိုလို့ရှိရင်ဒါဒီစစ်ကောင်စီစစ်အစိုးရเนาะအကြံဖက်စစ်အစိုးရအခုဆိုလို့ရှိရင်ကြာရှုံးငန်းကိုတဖြည်းဖြည်းနဲ့ကျွန်တော်တို့မြင်နေရပါပြီဒီလိုပြည်သူတွေကလည်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ကျွန်တော်တို့အနေနဲ့ပန်ကြားခြင်းပါတယ်ပြည်သူတွေကိုနော်ပူးပေါင်းဆောင်ရွက်ပေးပါကိုတတ်နိုင်တဲ့ဘက်ကလက်နက်ကင်စရာမလိုပါဘူးเนาะမိမိတို့ ဟိုလုံကြုံစွာနေမယ်ပေါ်တာဆွဲမခံအောင်နေမယ်ကိုယ်လမ်းသမင်းတွေလျှော့မယ်နော်အသွာလာနေထိုင်နေတွေစင်ကျင်လိုက်လို့ရှိရင်ဒါကျွန်တော်တို့တော်လိုက်တက်ဖွဲ့တွေကိုဟိုပူပေါင်းဆောင်ရွက်ပေးတာနဲ့အတူတူပါပဲလို့ပြောချင်ပါတယ်ဟုတ်ကဲ့ခင်ဗျာနောက်ထပ်ကိုအေးဒီမှာဗာတရင်လေးရှိသေးတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော် EAD တိုင်းအကြောင်းမဲ့ကိုစိတ်မရရပြည်တိုင်းဖျားပုံမှာပေါ့နော်ကျွန်တော်တို့စစ်ကောင်စီက March လ24ရက်နေ့ကနေစပြီးတော့ဒီမြို့ပေါ်ရက်ွက်တွေမှာတဲ့တအိမ်တယောက်နှုံနဲ့စစ်တပ်ထောက်ခံပွဲလုပ်လိုက်ဖို့ပြောကြနေပြီဟုတ်မိမိတို့အသီးစိတ်နဲ့လိုက်တဲ့သူကိုတဲ့ဆိုင်ကယ်တစ်စီး ဟိုစီတထောင်ဘိုးနဲ့ဆိုင်ကအနောက်ကနေဆိုင်ဖို့ကင်ပေးမဲ့သူ9000ပေးမယ်လို့ရက်ွက်လူကြီးကလိုက်လံပြောဆိုပြီးတော့စီယုံနေပါတယ်ခင်ဗျ။အော်လူအငားနဲ့ ဟုတ်ကဲ့ထောက်ခံပွဲတွေလုပ်တော့မယ်လူငါးနဲ့စစ်တပ်ထောက်ခံပွဲတွေလုပ်တော့မယ်ဒီအသီးစိတ်နဲ့မိမိအသီးစိတ်နဲ့လုပ်ဖို့ဆိုတာဒါဘယ်သူမှလည်းမလုပ်ပါဘူးဒါတော်တော်ယူမှလုပ်မဲ့သူတွေအဲ့ဒါကြောင့်လေအဲ့ဒီငွေတစ်တောင်းပေးပြီးတော့တို့စစ်တပ်ထောက်ခံပွဲလုပ်တာတော့မှလိုက်ပါလာတဲ့သူတွေကတော်တော်နည်းတယ်ရှိပါဦးနဲနော်တကယ်တကယ်ဟိုတကယ်ဟိုငတ်ပြက်နေတဲ့ငတ်နေတဲ့သူတွေဆိုင်တောက်ဖို့ရေကြက်တဲနေတဲ့လူပဲဘူးမှဟုတ်အဲ့ဒါကြောင့်လေအဲ့ဒီနေ့မှပွဲကဒီစစ်တပ်ထောက်ခံပွဲကလူနေသွားတဲ့အတွက်ကြောင့်မို့အုတ်ကြီးကကလပန်ထိုးပြီးတော့အာဒီနေ့ပွဲကဒါအစမ်းလေးကျင်တာတဲ့ အစမ်းလေးချိတာနောက်နေ့ကျမှအတီလုံမယ်ဆိုပြီးတော့အဲ့ဒီနေ့ကလာတဲ့သူတွေကိုပတ်စံကိုမပေးဘဲနဲ့ကိုကြီးကပြန်လဲပြီးတော့ဘုံထားတာပေါ့နော်တိတ်ထားရရှိတယ်။ဟုတ်တယ်ဟုတ်တယ်လေတာသူများတွေကတကယ်ဒီပတ်စံလေးကိုမတ်မောလို့ဒီစားတော့ဖို့ရေအစင်ပြေအောင်ဆိုပြီးတော့သွားတာ။အဲ့ဒါကိုသူကအစမ်းဆိုပြီးတော့ပြန်လွှတ်လိုက်ပြန်လွှတ်လိုက်တယ်။တကယ်လဲထောက်ခံခြင်းလို့မဟုတ်ဘူးဒါသူတို့ဇာဝတ်နေရေးအတွက်လည်းဖြစ်ချင်းဖြစ်မှာပါ။ဟုတ်ကဲ့အဲ့လိုမျိုးနေရာတွေလည်းမသွားပေးကြဖို့သွားရင်လည်းတကယ်လို့ဒါဒီဒီကိုကထောက်ခံတဲ့အချိန်မှာတော်လိုင်းတက်ဖွဲ့တွေကဝင်ရောက်စီးနင်းတာတော့ဝင်ရောက်အရေးယူတာတော့ဆောင်ရွက်တဲ့အချိန်ကျရင်ကို့အတွက်အသက်အန္တရာယ်စိုးရိမ်ရပါတယ်ထိခိုက်နိုင်ပါတယ် အဲ့ဒီတော့လည်းမသွားပေးဖို့မသွားဖို့ကျွန်တော်မြစ်တာရက်ခံပါရခင်ဗျဟုတ်ကဲ့ပါကိုစိမ်းမင်းရေနောက်ထပ်သတင်းတစ်ပုဒ်လောက်ကျွန်တော်ပြောပေးပါအောင်ခင်ဗျရှိတယ်ခင်ဗျကျွန်တော်ဒီစလင်းနဲ့နထိုးကြီးမြို့ပေါင်းမြို့နယ်မှာရှိတဲ့ဘုံကြီးအကြောင်းနဲ့ကြေးရွာများကိုဂျမ်ဘတ်စစ်တပ်ကလင်းနဲ့ဘုံကျဲတာတဲ့အဲ့ဒီမှာဒီတတ်တော်86နှစ်အရွယ်ရှိတဲ့တန်ဃာတော်တပါပြန်လုံတော်မူသွားရဗျာစိတ်မကောင်းကြရဘူးစိတ်မကောင်းဘူးအခုဆိုရင်ဒါတန်ဃာတော်တွေရောနော်ဒါဘုံကြီးအကြောင်းကဘုံကြီးကျောင်းသားတွေရောဒီကပ္ပရတွေရောသူတို့ border ဆွဲတဲ့ဒီတန်ဃာတော်တွေတတ်တဲ့ကိစ္စတွေကဒါတကယ်ဖြည်းဖြည်းဟိုတဖြည်းဖြည်းနဲ့ဒါများလာပြီပေါ့နော် ဟုတ်နောက်ပြီးတော့နောက်ထပ်တည်နေပုတ်ရှိတယ်ကျွန်တော်ရေစကြိုမခွေတိုင်းရေစကြိုမြို့နယ်မှာမြေတော်ရွာမှာအချမ်းဖတ်စစ်တပ်ကကြီးရွာကာဝယ်ရေးတပ်ဖွဲ့ဝင်တဦးခေါင်းဖြတ်တက်ပြီးတော့မီးရှို့တက်သွားတယ်ခေါင်းဖြတ်ပြီးတော့မီးရှို့တက်သွားတယ်ဗျာပြီးတော့အဲ့နေအိမ်နဲ့288လုံးလည်းမီးရှို့ဖြတ်စီပြလိုက်တယ်ဗျာဒီလောက်ရက်တွေကတော့သူတို့ရဲ့အာနာရှင်လက်ထက်မှာတော့ဒါတော့အများအားကြုံတွေ့နေရမှာပါဒါတော့နေထိုင်စင်ကျင်ပြီးသွားလာနေထိုင်မှုပဲကျွန်တော်တို့ကအကြံပေးခြင်းပါတယ်ဟုတ်ဗျာကြတော့ကြီးရွာထဲမှာသူအိမ်မှာသူနေတာလေအဲ့ဒါကိုတတ်မှတ်ဝင်ပြီးတော့အနိုင်ကျင်လာဂျီမီနဲ့ရှို့သဘောမျိုးဝင်လောက်လိုက်တဲ့သဘော ်ဟုတ်အဲ့ဒါကြောင့်လေသူတို့စစ်သက်တွေလာပြီဆိုလို့ရှိရင်ကိုကတော့ချင်းမှာရှောင်နေတာပဲဖြစ်ဖြစ်တခြားနေရာမှာရှောင်နေတာပဲဖြစ်ဖြစ်ဟိုနေထိုင်ဆင်ခြင်ပေးကြဖို့ပြောချင်တာပါဟုတ်ကဲ့ပါကျွန်တော်ဒီမှာနောက်ထပ်သတင်းတစ်ခုอ่ะဗောနော်အတိပေးစာဗောနော်ဒီတိထားတဲ့နဲ့အချက်ဗောအခုဆိုလို့ရှိရင်ဒီစစ်မှုတန်းစုဆောင်ရေးဗောစစ်သားစုဆောင်ရေးတင်းကျက်လာတယ်တင်းကျက်လာတယ်မြတ်မြို့ပေါ်မှာဒီတဲကိုကန်းနေဟိုတယ်ဒီမှာဗောနော်မြို့အထွက်ဂိတ်ဒီမှာအထူးသဖြင့်မှတ်ပုံတင်တွေကိုကွန်ပျူတာထဲထည့်တိုက်ပြီးတော့စစ်ဆေးမှုတွေစတင်လုံဆောင်နေပြီတဲ့နော်စစ်မှုတန်းတင်းရှောင်လို့တဲ့လူငယ်အနေဖြင့်ဒီကျွန်တော်ပြောမဲ့အချက်တွေကို လိုက်နာပေးဖို့အတိပေးအပ်ပါတယ်ခင်ဗျဟုတ်အထူးသတိထားတဲ့အချက်တွေကတော့ဗောနော်ဒီစစ်ကောင်စီအစိုးရကတဲ့ဟိုတယ်တွေနဲ့တဲခိုကန်းတွေမှာ GGMS ဆိုတဲ့နော် GMS Guest List Management System ဆိုတဲ့ဒီ database ကိုဒီ account ထဲပေါ်ထားပြီးတော့ဒီ national database ဒီ EID စနစ်နဲ့ချိန်ထားပြီးဖြစ်တဲ့အတွက်တဲ့ဒီ online သမားတွေအနေနဲ့လည်းဒီ list ပောက်ပြီးသားသူတွေသတိထားသွားလာသိမှာတယ် အဲ့တော့တို့ဒီကွန်ပျူတာနဲ့ဒီမတ်ပုံနေတဲ့ခါတည်းချိတ်ဆက်ထားပြီးသားဖြစ်တဲ့ဒီလူသည်တရားသတင်းပေါက်ထားပြီးသားဆိုလို့ရှိရင်တို့ထဲမှာ list ရှိနေပြီးသားဖြစ်လို့တော့ဆောင်ရင်တက်တယ်လို့ပြောချင်တာပါကိုသိမိုင်းကျွန်တော်တို့အခုတင်ပြတဲ့အချက်လက်လေးတေချာသေးစိတ်လေးနားထောင်ပြီးတော့ like ပါဆောင်ရပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျလူငယ်တွေအတွက်အရန်အနေများနေလို့ပါခင်ဗျဟုတ်ကဲ့ပါနောက်ထပ်နံပါတ်1အချက်ကတော့ people surveillance and management system နဲ့ PSMS ပေါ့နော်ဟုတ် PSMS ဆိုတာလူတွေကိုစောင့်ကြည့်တဲ့ system ပေါ့လူတွေကိုစောင့်ကြည့်တဲ့ system အားဆိုရင်လည်း net gate တွေဒီ toll gate တွေမှာ အကြီးဒီမှာပေါ့နော် install ဆက်လုပ်ထားပြီတို့ကွန်ပျူတာထဲထည့်ပြီးတော့ program ကိုဆက်လုပ်ထားပြီပေါ့နော် deficient recognition deficit တွေကိုဒီတက်လုံနိုင်တဲ့လူတွေရဲ့ဟိုမှတ်သားနိုင်တဲ့ဒီအချက်လက်တွေပါပါတာပေါ့နော်ဒီ national database နဲ့ပါချိတ်ဆက်ထားတဲ့အတွက်တဲ့ဒီ track လုပ်ရတာအမတန်လွယ်လာတဲ့ဖြစ်သတိထားသင့်တယ်တဲ့နော်တို့ကလူတယောက်ရဲ့အချက်လက်ကိုဒီမျက်နှာကြီးကြည့်လိုက်တာနဲ့သူ scan ဖတ်ပြီးသားဒီလူရဲ့အချက်လက်တွေအကုန်လုံးပေါ်လာမှာဖြစ်တဲ့အတွက်သတိထားသင့်တယ်ပေါ့နော်ဒီနောက်တစ်ခုကကြတော့မြန်မာ advanced passenger and processing system နဲ့ MAPPS ဆိုတဲ့ เนาะဆိုတာကတော့ဒီစကားစလေးစိတ်ဝင်ထွက်တယ်เนาะဒီ immigration နေမှာသုံးနေပြီပေါ့ဒီ integrate integrated ပေါ့เนาะ database and the central reporting system ဆိုတာလေ IDCRS နဲ့ချိတ်ဆက်ထားပြီးတော့ဒီ blacklist နဲ့ဒီ CDN တွေကိုစောက်ဖတ်တဲ့စနစ်နော်ဒီမှာ blacklist ပေးထားတဲ့သူတွေဥပမာ900ထွက်ထားတဲ့သူတွေဘောနော်ဒီသူတို့အမှုတွေကျူးလွန်ထားတဲ့သူတွေကိုဒီ CDN လောက်ထားတဲ့သူတွေကိုစောက်ဖန်ထားတဲ့သူတို့ list တွေနဲ့စောက်ဖန်တဲ့စနစ်ဖြစ်ပါတယ်တဲ့ကိုသာ blacklist တဲ့ပါနေရင်ဒီ ASEAN ၄စိတ်တွေကနေလေရင်တက်စီးလာလို့ရှိရင်ဒီ rock body body မလောက်တာတော့ဒီ body ဆိုတာဒီကျွန်တော်တို့ဒီနိုင်ငံကို site ဆိုင်ရောက်တာနဲ့เนาะမလုတ်ခင်ကလေးကမလုတ်ခင်ကလေးဒီရန်ကုန်လေစိတ်မှာသူတို့ရဲ့ data အချက်လက်တွေအကုန်ရောက်နေပြီသားဖြစ်လို့เนาะတတိထားထင်တယ်ပေါ့เนาะပုံကနေလာတယ်ဆိုပြဒီလေစိတ်ရောက်တာနဲ့တန်ဖန်တော့မှာဆိုတဲ့သဘောဟုတ်ကဲ့နောက်တစ်ခုက National Service Information Management System နဲ့ NSIM ပေါ့เนาะအဲလောလောဆယ်စနေပြီပေါ့ဒီစစ်မှုထမ်းစရင်ပောက်တဲ့သူတွေကိုဒီ database လုတ်ထားပြီးတော့ဒီ IDCRS နဲ့ချိန်ထားပြီးတော့ဒီပြည်တွင်းပြည်ပမှာပြေးလို့မရအောင် monitor လုတ်ထားတာဖြစ်တယ်တဲ့ ဟုတ်ကဲ့ကိုသိမ်းမရင်အခုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ပြည်သူစပီကာဗန်ညာလာစီစဉ်ကိုပြည်သူတွေအနေနဲ့မိမိတို့ခံစားနေရတာကိုမိမိတို့ဒီဖိနှိပ်ခံနေရတဲ့အချက်လက်တွေကိုတိုင်ကြားခြင်းနဲ့ဆိုရင်ဘယ်ကိုတိုင်ကြားလို့ရတယ်ပြောပြပါဦးခင်ဗျာ။ကျွန်တော်ကိုစိန်ကြီးရဲ့ Facebook page နဲ့ကိုစိန်ကြီးရဲ့ Facebook Messenger မှာတိုင်ကြားနိုင်ပါတယ်ခင်ဗျာ။တိုင်ကြားမယ်ဆိုလို့ရှိရင်လည်းဟိုရဲကြီးကအုတ်ချုပ်ရေးမှုနာမည်အတိအကျမြို့ရွာအတိအကျနာမည်အတိအကျလေးတွေကျွန်တော်တိုင်ကြားစီခြင်းပါတယ်။ ကဲတိုက်ကြလာမဲ့သူရဲ့ကျွန်တော်တို့နာမည်ရရဲ့ကိုပိုင်ချက်လက်တွေ privacy တွေလုံးဝကျွန်တော်ဖုံးကွယ်ထားမှာဖြစ်ပါတယ်ခင်ဗျာဖုံးကွယ်ထားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုသမိုင်းကျွန်တော်ဘတ်စင်တင်ဆက်နေကြဖြစ်တဲ့ပြည်သူ speaker ပန်ကြောလာစီစဉ်ပြည်သူကိုစားပါဇက်ငားနဲ့ကျွန်တော်တို့ပြောကြတဲ့အစီအစဉ်ဒီနေရာမှာတယ်ဟုတ်ကဲ့နော်အဆုံးသတ်ခွင့်ပေးပါလို့ပြောကြရင်မြန်မာပြည်ကြီးအများဆုံးအေးချမ်းပါစေဗျာ